ဆက်လက်ပြီးတော့လက်ရှိငလင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကွန်ကြီးထောက်ပံ့မှုတွေလှောက်ဆောင်သွားမဲ့အခြေအနေတွေကို NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေရဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေကို DVBS စတူဒီယိုကနေဓာတ်ရိုက်မေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်အဲမင်္ဂလာပါခင်ဗျာအခုလိုမျိုးအဲအလုံးများတဲ့ဂျာကနေဝင်းကြီးနေနဲ့အင်တာဗျူးဖြေကြားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာအခုငလင်ကုညီကယ်ဆယ်ရေးလို့ဖို့ NUG အနေနဲ့ PDF တက်ဖွဲ့တွေကိုညွှန်ကြားထားတယ်လို့သိရပါတယ်အဲလက်ရှိဘလို့အကူအညီတွေဆောင်ရွက်ပေးနေလဲဗျာထိထိရရအကူအညီနိုင်တဲ့အခြေအနေရောရှိလားဘလို့နေရာတွေမှာအဓိကအကူအညီပေးနေတာတွေရှိပါလဲခင်ဗျာ အော်ဒါဆိုတော့မိဘ၃ခုဖြစ်တာပေါ့နော်အဲ့တော့ဒီကတော့ငလင်ကုညီကဲစေရေးပေါ့ကုညီကဲစေရေးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒီမှာဘာအလုပ်တွေရှိလဲပေါ့နော်ဆိုတော့အဓိကအဖြစ်တော့ဒီငလင်တန်ရောက်ဆိုရင်လူတွေကဖိမိပိတ်မိနေတာတွေရှိတယ်နောက်နောက်တစ်ခါကျတော့ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်နောက်ပြီးတော့ဒီမှာမိမိအိမ်ကိုပြန်ပြီးတော့နေလို့မရတော့အိမ်ကြီးရဆွန့်ခွာရတာတွေအိုးအိမ်ဆွန့်ခွာရတာတွေရှိနိုင်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကပြည်သူကိုကုညီကဲစေတဲ့လုပ်ငန်းတွေလုပ်ရတာဖြစ်တယ် ဲ့တော့ကျွန်တော်တို့ NUG အစိုးရကပြည်သူအစိုးရဖြစ်တယ်။အဲ့တော့ PDF တွေကလည်းဒီ NUG အစိုးရမှာပြည်သူနဲ့အတူရှိနေကြတဲ့ပြည်သူနဲ့အနီးဆုံးမှာရှိနေကြတဲ့သူတွေဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကပြည်သူတွေရဲ့ကိစ္စမှာအခုလိုကူညီကယ်ဆယ်တဲ့လုပ်ငန်းကိုသူတို့လုပ်ကိုလုပ်ရမယ်လုပ်ငန်းတခုလို့ တက်မှတ်တယ်ပေါ့ဒါကြောင့်မလို့ဒီတက်ဖွဲ့တွေကဆောင်ရွက်နေရတာဖြစ်တယ်အဲ့တော့ခုနပြောတဲ့အလုတ်ကတော့ခုနပြောတဲ့ပိတ်မိနေတဲ့လူတွေထုတ်ဖို့လိုတယ်ထိခိုက်ဒဏ်ရာရတဲ့လူတွေကိုဒါကူညီကယ်ဆယ်ဖို့လူကူညီစိတ်ကူရေးဖို့လိုတယ်ကိုယ်ရင်ဆွန့်ခွာရတဲ့လူတွေအတွက်ကိုစားစားနပ်ရိက္ခာတွေနဲ့အမိုးကာဆက်တဲ့ဖြင့်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုလိုတယ်ပေါ့ဒါတွေကိုကျွန်တော်ဆောင်ရွက်တဲ့နေရာမှာသူကဝိုင်းဝန်းကူညီတဲ့ကိစ္စဖြစ်ပါတယ်လို့အဲ့တော့ ဒီတိတိယောက်ရှိလားလို့မေးလို့ရှိရင်အဓိကကတော့တိတိယောက်တယ်ဆိုတာကဟိုဒီကိုကူညီတဲ့အကူအညီကိုပြည်သူကအကျိုးရှိရှိခံစားရရင်တိတိယောက်တယ်လို့ခေါ်တာပေါ့အဲ့တော့တိတိယောက်မှုရရှိဖို့ဆိုတာက အကူအညီပေးတဲ့လူနဲ့အကူအညီကိုလက်ခံတဲ့သူတွေကနှစ်ဦးကြားမှာယုံကြည်မှုကအများကြီးကြီးဆုံးပဲအဓိကချက်ကယုံကြည်မှုပဲယုံကြည်နေလို့ရှိရင်ကဲကိုယ့်အကူအညီတွေကယုံကြည်ကြီးနဲ့လက်ခံမယ်လက်ခံတယ်ဆိုလို့ရှိရင်လည်းကိုယ့်အကူအညီရတဲ့လူကလည်းထိတိယောက်အကူအညီနိုင်တယ်ယုံကြည်မှုမရှိရင်ထိတိယောက်ထိတိယောက်အကူအညီလို့မရဘူးပေါ့အဲ့တော့ PDF တွေမှာကပြည်သူတွေကယုံကြည်ရတဲ့အရေးချင်းရှိတယ်ဒါကြောင့်ဒါအရေးကြီးတဲ့ချက်ပဲဒါကြောင့်သူတို့တွေထိတိယောက်အကူအညီနိုင်မယ်ဆိုတာသိကြတယ် ဘယ်နေရာတွေမှာလဲလို့ဆိုရင်သူတို့ရှိနေတဲ့နေရာတွေမှာပေါ့ PDF ကပြည်သူကြားမှာပဲရှိကြတယ်ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာပြည်သူတွေကိုပြည်သူချင်းပြည်သူချင်းကူညီရဲဆိုတာအဓိကဆောင်ရွက်ရတဲ့ပုံစံမျိုးနဲ့ပဲသူတို့ကူညီကြတယ်ပေါ့နောက်တစ်ချက်ကတော့ ကိုကတခြားနေရာကလူတွေကိုလည်းတွားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေအစင်ဒီကိုယ့်ရဲ့တာဝန်ရပေါ့နော်အခြားတာဝန်တွေမရှိဘူးဆိုရင်တော့ဒါကုညီနိုင်တဲ့ကိစ္စရှိအပီရက်တရတာဝန်ရတော့အဓိကအဖြစ်တော့သူကလေ့ကျင့်ရတယ်တင်ယူရတယ်နောက်လက်တွေ့တိုက်ပွဲဝင်ရတယ်ပေါ့နော်ဒီဟာတွေက ဒီချိန်ကာလဒီ၃ခုလုတ်တဲ့အလုတ်ကနေပြီးတော့သူတို့ကအဲလိုခွင့်ရမယ်။နောက်လုတ်ပိုင်ခွင့်ရှိတယ်။အဲ့ဒီအခြေအနေမျိုးပြီးရဲ့ဆိုလို့ရှိရင်ဒါအဓိကသူတို့ကုညီရမှာပဲ။အဲ့တော့ကုညီတဲ့နေရာကတော့ဖြစ်တဲ့နေရာမှာသွားကုညီရမှာပေါ့။အခုလောလောဆယ်ဖြစ်တာကတော့အဓိကအများဆုံးကတော့မန္တလေး၊စကိုင်းနဲ့ဒီပဲခူးပြ နေပြည်တော်ပေါ့နော်စသဖြင့်နေရာအသီးသီးမှာရှိကြတယ်ပေါ့ဒါပေမဲ့သူတို့အဓိကသူတို့ရောက်တဲ့နေရာနဲ့သူတို့သွားနိုင်တဲ့နေရာတွေမှာကုညီတာမလို့လောလောဆယ်ဆယ်မှာတော့ကျွန်တော်တို့စကိုင်းမှာအများဆုံးအကူအညီပေးရတယ်ပေါ့စကိုင်းကိုကြည့်ရင်ခုနကတုန်းကစည်ရင်းစရာတွေတင်ပြသွားတာလည်းတွေ့တယ်ပေါ့နော်အဲ့မှာတည်ဆုံးသူအားလုံးပေါင်းထောင်ကျော်မှာ46ဦးလို့ပြောတယ်ပေါ့ဒါပေမဲ့စကိုင်းရဲ့အခြေအနေကိုတကယ်တမ်းစမ်းစစ်ကြည့်မယ်ဆိုလို့ရှိရင်စကိုင်းအိမ်တိုင်းအိမ်တိုင်းမှာ စကိုင်းကထိကြိုက်တာရှိတယ်အထက်မြင့်ကြီးတွေကပြိုကျရင် မျက်စိကနေပြီးတော့မြင်ရတယ်မြင်အဲ့မှာပြိနေတယ်ဒါတွေကိုကယ်ဖို့လိုတယ်ဆိုတာကတိသာထင်ရှားပေမဲ့စကိုင်းတို့နေရာမျိုးမှာကဒီငလင်ရဲ့ဓာပြင်းအားကြီးလွန်းလွန်းနော်ခုနှစ်တက်မှခုနှစ်ဆိုတာတော်တော်လေးကိုပြင်းအားကြီးတဲ့အတွက်ကြောင့်မလို့အိမ်တိုင်းအိမ်တိုင်းမှာလှုပ်ခါတယ်လှုပ်ခါတဲ့အတွက်ကြောင့်အမိုးတွေပြုတ်ကြတယ်နော်ပစ္စည်းတွေကွဲပြဲတယ်အဲ့ဒီမှာထိကြိုက်တံရတွေရတယ်တချို့ဆိုအိမ်ထဲမှာနေတည်နေကြတယ်ဒါဒါတကယ် ပဂရိအမှန်တရားဖြစ်နေတယ်အဲ့တော့စကိုင်းမှာတကယ်တမ်းဆိုလို့ရှိရင်တေနှုံနေရတကယ်တကယ်ရေတွက်တွက်ကြည့်မယ်ဆိုရင်ဒီတဲ့ပိုလာမယ့်အခြေအနေတွေလည်းရှိတယ်ဆိုတော့ဒါတွေကလည်းကုညီကဲစေဆောင်ရရမယ့်ကိစ္စတွေအများကြီးရှိပါတယ်လို့ခုနပြောကဲထိုးရမာတွေထိခိုက်ဒဏ်ရာရတဲ့လူတွေကုညီရမာတွေအိုးရင်သွန်ခွာရတဲ့အတွက်ကြောင့်မို့လို့ ဘလို့မှဒီလိုမျိုးဟိုဖြစ်ပြီးရင်နေလို့မရတဲ့အတွက်ကြောင့်ဥယျာဉ်စွန်ခွာမာတွေကိုကုညီရမယ့်ကိစ္စတွေရှိတယ်ဆန္ဒအိခအမိုးကစသဖြင့်ဒီကိစ္စတွေကိုအဓိကကုညီပေးနေပါတယ်လို့ပြောလိုပါတယ်နောက်ပြီးတော့အခြားဒီနေရာပေါ့နော်ကိုသွားလို့ရတဲ့နေရာတွေအကုန်လုံးကိုသွားပြီးတော့ကုညီဖို့သူတို့အစီအစဉ်တွေလုပ်နေကြပြီဆောင်ရွက်နေကြပြီဆိုတာဒါပြောရှင်းပြလိုပါတယ် ဟုတ်ကဲ့ပါဆရာကြီးအခုလို့ကပ်ပေးခြင်းတွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာနဲ့ပတ်သက်ပြီးတော့ချက်ချင်းရပ်တန့်ပေးဖို့ UN အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကိုတိုက်တွန်းတောင်းဆိုတာမျိုးတွေကို UNG အနေနဲ့လုပ်ခဲ့လားဒါမှမဟုတ်တိုက်တွန်းတောင်းဆိုမှုတွေကိုလုပ်ဖို့အစီအစဉ်ရှိလားဗျအဲအမြဲတမ်းရေးကြည့်တဲ့ကိစ္စဖြစ်တယ်ကပ်ပေးခြင်းတွေလို့ပြောရတဲ့အတွက်ကြောင့်ကပ်ပေးခြင်းတွေဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီလေကြောင်းတိုက်ခိုက်မှုဟာပြည်သူကိုထိခိုက်ပြီးတော့တကယ်လို့ civilian ဒီ target တွေကဒီပြည်သူတွေကိုပဲ target ထားတဲ့ပုံစံမျိုးနဲ့ဆောင်ရွက်နေတာကြီးတွေ့လာရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒါတားကိုတားရမှာဖြစ်တယ်။အခုလို့ကတ်ပေးအချိန်ဒီမှာတော့ပို့ပြီးတော့အဲဆိုးတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ပြည်သူတွေကဒုက္ခခံစားနေရတဲ့ဒီစစ်မဲ့စစ်တမ်းကြီးခံစားနေရတဲ့ကြာသဘောဘေးကိုအကြီးမားဆုံးခံစားရတဲ့အချိန်မှာဒီအချိန်မှာထပ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုကြီးလုပ်နေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပြည်သူဒုက္ခကိုပို့ဆိုးသွားမယ်ပေါ့။ ဲ့တော့ဒီဟာဒီကအခုဘယ်လိုတွေ့နေရလဲဆိုတော့တကယ်တမ်းဆိုလို့ရှိရင်ဒီကတ်ဘေးအခြေအနေကငလင်ကတ်ဘေးပေါ့ငလင်ကတ်ဘေးဖြစ်တဲ့နေရာဒီမှာပြည်သူတွေကဒီဘေးဒဏ်ကိုအကြီးအကျယ်ခံစားနေရတဲ့အချိန်မှာအခြားတနေရာပေါ့နော်ငဒီငလင်ဘေးဒဏ်မှာဖြစ်တဲ့နေရာဒီမှာတွားပြီးတော့လေရောင်းတိုက်ခိုင်းမှုတွေလုပ်နေတာကြီးတွေတွေ့ရတယ်ဒါကိုကြည့်ချင်းအဖြစ်ပြည်သူကိုဒုက္ခမျိုးစုံနဲ့ဖြစ်စေပြီးတော့နော်ပြည်သူဒုက္ခတွေပို့အောင်ဖြစ်လို့အောင်လုပ်နေရဲဆိုတဲ့ကိစ္စကထင်ရှားနေတယ်အဲ့ဒီတော့ဘယ်နေရာကတ်ဘေးဖြေနေမှာပဲဖြစ်ဖြစ် เนาะအခြားအကြောင်းနဲ့အခြေအနေမှာလည်းဖြစ်ဖြစ်လေကြောင်းတိုက်ခိုက်မှုတွေကတော့ချက်ချင်းရက်တက်မှုလိုတယ်ဆိုတော့ကျွန်တော်တို့တွေ့တိုင်းတောင်းဆိုတယ် UN မှာရှိတဲ့ UN တာဝန်ရှိတဲ့ကျွန်တော်တို့ရဲ့ဒီတာမတ်ကြီးကလည်းတောင်းဆိုတယ်အဲ့လိုပဲ UN မှာကျွန်တော်တို့အဖွဲ့အစည်းတွေတွားတဲ့အခါမှာလည်းတောင်းဆိုတယ်နိုင်ငံတကာအဖွဲ့အစည်းတွေတွေ့တိုင်းမှာလည်းကျွန်တော်တို့ဒီလေကြောင်းတိုက်ခိုက်မှုတောင်းဆိုတာဒီရက်တက်မှုတောင်းဆိုတာဖြစ်ပါတယ်လို့ဘာဖြစ်လို့ဒါပြည်သူကိုဒဏ်ရိုက်ဒုက္ခပေးနေတဲ့ကိစ္စဖြစ်ပါတယ် ဟုတ်ကဲ့ခင်ဗျာအခုစတင်မြန်မာနိုင်ငံကနိုင်ငံတကာအကူအညီထောက်ပံ့နေပေးကြဖို့ဆိုပြီးတော့စစ်ကောင်းဆောင်အတန်းဆူထားလည်းရှိရပါတော့။အဲဒါနဲ့ပတ်သက်လို့ဒီအကူအညီတွေကပ်ဘေးတင်ပြည်သူလူထုစီကိုတိုင်းရမရောက်မှာကိုလည်းဒီတော်လိုင်းအင်အားစုတွေနဲ့လူထုကစိုးရိမ်မှုတွေရှိနေပေါ့။ဒီပေါ်ဝင်ကြီးတို့အနေနဲ့ဘယ်လိုမျိုးတောင်းတပါလဲခင်ဗျာဟုတ်။အဲဒါလည်းဒီ တကယ်တမ်းကျတော့အကူအညီပေးပြီဆိုလို့ရှိရင် ပြည်သူအကူအညီပေးတဲ့အတွက်ကြောင့်ပြည်သူရှိဓာတ်ရရောက်ဖို့ကအရေးကြီးတယ်ပေါ့ဒါကိုစစ်ကောင်းဆောင်ကနေပြီးတော့တောင်းခံထားပြီးတော့ဒီအကူအညီတွေကိုစစ်တပ်ကပေးတယ်ဆိုလို့ရှိရင်ပြည်သူတွေရှိကိုဓာတ်ရိုက်မရောက်မှာကိုတော်လိုင်းအင်အားစုတွေနဲ့လူထုကစိုးရိမ်နေဆိုတာကဒါအမှန်တရားပဲဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရောက်ဖို့လိုတာ။အဲ့တော့ရောက်ဖို့မလိုတဲ့အကြောင်းတွေက ရောက်မရောက်နိုင်တဲ့အကြောင်းတွေဘာတွေလဲပေါ့ဒီအကြောင်းတွေရှိလို့လားပေါ့ဒီအကြောင်းတွေရှိလို့ရှိရင်ဒါပြည်သူကမလိုလားဘူးပေါ့နော်ဒါဟိုမလိုလားဘူးဘာကြောင့်မလိုလားလဲတကယ်ရောက်အောင်ပေးမယ့်ပစ္စည်းမရောက်လို့ပေါ့နော်အဲ့ဘာကြောင့်မရောက်တာလဲဆိုတာကိုပြန်လဲသုံးသပ်ကြည့်လို့ရှိရင်အဖြေကထွက်ပါလိမ့်မယ်ဘာကြောင့်မရောက်မှာကိုစိုးရင်ရလဲဆိုနံပါတ်1ကရောက်ဖို့ဆိုရင်ကုညီခြင်းနဲ့စိတ်ရှိရ ကိုရင်နဲ့ဆက်ရှိရမယ်လူသားဆန္ဒဆက်ရှိရမယ်တကယ်တမ်းဆိုရင်အခုအကြံဖက်စစ်ကောင်စီကအခုပြည်သူလူထုပေါ်မှာကုညီခြင်းနဲ့စိတ်နဲ့လူသားချင်းဆန္ဒနဲ့စိတ်မရှိဘူးဆိုတာဒီတော်လိုင်းရေးအစတွေကအားလုံးတော့တော်လိုင်းရေးအင်အားစုတွေကသိတယ်လို့ပြည်သူတွေကလည်းသိဒါကြောင့်မလို့ဒီစိုးရိမ်နေဆိုတာတကယ်အမှန်တရားဖြစ်ပါတယ်နောက်တစ်ခုကတော့တန်တဲ့အချက်တန်တဲ့ခုနကဓာတ်ရိုက်ပေါ့နော်အချက်လက်ပေါ့ဓာတ်ရိုက်ဟိုဒီကိစ္စကိုပြောတာပေါ့ဒါအခြားအခြားအချက်လက်တွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် အတွေ့အကြုံပေါ့နော်အဲ့လိုမျိုးစစ်ကောင်စီနဲ့ဆက်ဆက်ပြီးတော့အကူအညီတွေကိုပေးတဲ့အခါမှာနိုင်ငံတကာတွေကဓာတ်ရိုက်ကူညီလာတာမဟုတ်ဘဲနဲ့စစ်ကောင်စီကတဆင့်ပေးတဲ့အကူအညီတွေမှာပြည်သူတွေမှာအတွေ့အကြုံကြီးအများကြီးရခဲ့တယ်ဒီကာလအတွင်းမှာဘာအတွေ့အကြုံလဲဆိုနံပါတ်1ကတော့ပြည်သူတွေကယုံကြည်ချက်ပေါ့နော်ယုံကြည်ချက်မရှိအောင်ဖြစ်နေတဲ့ကိစ္စတွေပေါ့ဘာကြောင့်မယုံကြည်လဲလို့ဆိုလို့ရှိရင်အဲ့လိုမျိုးအကူအညီတွေပေးတဲ့အခါမှာအချက်အလက်တွေသတင်းစကားတွေဒါတွေကို အများကြီးယူတယ်ဒီအိမ်တော်စုဇာတ်တွေကိုထပ်ခိုင်းတယ်အိမ်တော်စုစာအုပ်ကိုလာထပ်ရမယ်လာထပ်တော့မှဒီထောက်ပံ့မှုကိုပေးမယ်နောက်ပြီးလို့ရှိရင်မိမိကိုယ်တိုင်မဖြစ်မနေရှိရမယ်လာရမယ်မလာလို့ရှိရင်မရဘူးဆိုတဲ့ကိစ္စမျိုးတွေရှိတယ်အဲ့ဒါတည်းအရေးကြီးတာကဒီလိုမျိုးအကူအညီကိုတွားယူတဲ့အခါမှာတဆင့်ဈာကအဖွဲ့အစည်းတွေနဲ့ဆောင်ရွက်တာတွေလည်းရှိတယ်ပေါ့နော်အဲ့ဈာကအဖွဲ့အစည်းတွေဟာစစ်ကောင်စီနဲ့လည်းဆက်ဆက်ဆောင်ရွက်ရတယ်ဖြစ်တဲ့အတွက်ကြောင့်ခုနကကျွန်တော်ပြောခဲ့တဲ့ပြည်သူရဲ့ယုံကြည်မှုအပြည့်အဝမရနိုင်ဘူး မရတဲ့မရတလို့ပဲဘာကြောင့်မရလဲဆိုတာအတွေ့အကြုံရှိတယ်အဲ့ဒီပုံမှာအဲ့ဒီလူမျိုးအချိုးအချက်လက်တွေပုံမှာအခြေခံပြီးမှပြည်သူတွေဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်ခံလိုက်ရတာတွေအများကြီးရှိတယ်ဆိုလိုတာကဒီဂျားရဲရနေပြီးတော့မိမိရဲ့နေရာထိုင်ခင်းနေအချက်လက်တွေရရှိသွားတဲ့အခါမှာဒါကိုအကူအညီပေးရလေးပုံမှာမူတည်ပြီးတော့အခြားကိစ္စတွေမှာဒီအချက်လက်တွေကိုအသုံးပြုသွားနိုင်တယ်နောက်တစ်ချက်ကနေရာနဲ့ပတ်သက်ပြီးတော့လုံခြုံမှုမရှိတော့ဘူးဒီမှာအချက်လက်တွေဘယ်နေရာမှာ ဘသူတွေရှိရဆိုတာသိသွားတော့ဒါတွေကလည်းဒီယုံကြည်မှုကိုလည်းပြက်ပြားစေတယ်လို့လုံခြုံရေးကိုလည်းထိခိုက်စေတယ်ဒါကြောင့်မလို့ဒီစိုးရင်ညတယ်ဆိုတာမှတ်ပါတယ်လို့သုံးသပ်ပါတယ်ကျွန်တော်အနေနဲ့ဟုတ်ကဲ့ပါခင်ဗျာဝင်ကြီးခင်ဗျာဟုတ်အခုဒီကုလအတွင်းမှုချုပ်ကလည်းမြန်မာအကူအညီဖို့ဆိုပြီးတော့ဒီကုလအဖွဲ့အစည်းတွေကိုဆစ်လွတ်ထားရလို့လည်းပြောဆိုထားတယ်ပေါ့နော်အကပေးတင်ပြည်သူတွေစီကိုနိုင်ငံတကာရဲ့အကူအညီတွေတရားရောက်နိုင်ဖို့အတွက်ဒီကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအစိုးရတွေကိုဝင်ကြီးနေတယ်ဘယ်လိုမျိုးအကြံပြုချင်ပါလဲခင်ဗျာ ဒါဒီဒီကိစ္စကကျွန်တော်တို့အမြဲတမ်းပုံမှန်အကြံပြုတိုက်တွန်းနေကြဖြစ်ပါတယ်အခုလိုမျိုးကပ်ဘေးကြောက်တဲ့အခါမှာငလင်ဘေးကြောက်တဲ့အခါမှာ UN INGD အဖွဲ့အစည်းတွေကနေကုညီမယ်ဆိုတာကြားတဲ့ပြောင်းအရန်ဝန်တာပြီးတော့ကျွန်တော်နေကျေးဇူးတင်တယ်လို့ပထမဆုံးပြောချင်ပါတယ်ဒါပေမဲ့ခုနပြောသလိုပဲပေါ့နော်တကယ်တမ်းဒီဟာဒီအကူအညီတွေထိတိယောက်ယောက်ရောက်ရှိဖို့ဆိုတော့အရန်အရေးကြီးတယ်အဲ့တော့ထိတိယောက်ယောက်ရောက်အောင်ဆိုလို့ရှိရင်နိုင်ငံတကာအဖွဲ့အစည်းတွေကထိတိယောက်ယောက်ရောက်ရှိနိုင်မဲ့နီလန်းတွေကိုရှာဖွေရမယ် အဲ့ဒီနီလန်းနေတိုင်းလက်တွေ့ကျင့်သုံးရမယ်အဲ့တော့သူတို့လုံနေတဲ့မူလကဆောင်ရွက်နေကြလုံနေတဲ့လုံထုံးလုံကြီးတွေကိုပြုပြင်ရမယ်ပေါ့နော်လုံထုံးလုံကြီးတွေကိုပြုပြင်ရမယ်ဒါဟိုဒီတိုင်းရဲ့ရောက်ရှိတဲ့နီလန်းတွေကိုဆောင်ရွက်ရမယ်ဆိုတာဒါစူးစမ်းအထောက်မှရတယ်ငါတို့ငကိုပုံစံအတိုင်းပဲလုံနေကြပုံစံအတိုင်းပဲလုံနေလို့မရဘူးဒါဟာအထူးအခြေအနေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကပ်ဘေးကအကြီးကျယ်ဖြစ်တဲ့အခြေအနေဖြစ်တဲ့အပြင်ကိုဒီလိုမျိုးပဋိပက္ခတွေကြားထဲမှာ ဖြစ်နေတယ်တကယ်တော့ဒီပြည်သူတော်လှန်ရေးကာလအတွင်းမှာဖြစ်နေတယ်ဒါကြောင့်မလို့ခုနကကျွန်တော်တို့ပြောခဲ့တဲ့ယုံကြည်မှုတွေလည်းအရေးကြီးတယ်เนาะတယောက်နဲ့တယောက်နဲ့နောက်တရင်ချက်လက်ဒီလုံခြုံမှုအရေးကြီးတယ်လို့ဒီလက်ခံရမယ့်သူတွေရဲ့လုံခြုံရေးကလည်းအရေးကြီးတယ်နောက်ပြည့်ခါကျတော့သူတို့ကဒီငယ်မြေတွေကကျွန်တော်တို့ဒီဒီတော်လှန်ရေးအင်အားစုတွေရဲ့စိုးမိုးနေမြေတွေကအလွန်များပြားလာပြီတနေငံလုံးမှာများပြားလာတော့ဒီဒေသတွေကိုတွောဖို့ထောက်ပံ့နဲ့ကူညီတဲ့နေရာတွေကိုရောက်ဖို့ဆိုတာ ကျွန်တော်ရဲ့ဒီတော်လိုင်းရင်အားစုကြီးစိုးမိုးနေမြေကိုဖြတ်တန်းရမယ်ဖြတ်တန်းတဲ့အခါမှာတော်လိုင်းရင်အားစုစိုးမိုးထားတဲ့သူတွေကနေပြီးတော့ဒီဖြတ်တန်းသွားတဲ့အခါမှာလုံခြုံရေးကိုတာဝန်ယူဆောင်ရွက်ပေးရမှာရှိတယ်အဲ့ဒီလိုပဲလက်ခံရရှိမဲ့သူတွေကိုရောက်ရှိတဲ့အခါမှာလည်းလုံလုံခြုံခြုံနဲ့ခုနလိုပဲဒီတိတ်ခါရှိရှိနဲ့လက်ခံရရှိနိုင်ဖို့လိုတယ်ပေါ့ဒီအချက်တွေကိုရရှိဖို့ဆိုရင်ဒီတို့မျိုးဖြစ်နိုင်တဲ့အကြောင်းတရားတွေကိုဆောင်ရွက်ပေးမဲ့ဒီ UN အဖွဲ့အစည်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေကလိလာသိရှိပြီးတော့အဲ့လိုမျိုးအချက်တွေနဲ့ကိုင်းညီအောင်ပြုပြင်ပြောင်းလဲစူးစမ်းမှသာဒါအောင်မြင်မယ်လို့ယူဆပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးဓာတ်ရိုက်ရောက်ရှိဖို့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ခုနပြောတဲ့နီလန်းတွေလိုပေါ့နော်။ဒီဒီကျင့်သုံးပြောင်းပြောင်းလဲကျင့်သုံးမှုအတွက်ကိုကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်။ဟုတ်ကဲ့ပါဝန်ကြီးခင်ဗျအခုလက်ရှိဆိုရင်ပေါ့နော်ဒီပြည်တွင်းမှာလည်းဒီစစ်မှုထမ်းဥပဒေကြောင့်လူသားချင်းမြစ်တွေနှဲပါနေတဲ့အခြေအနေမှာတဘာဝဘေးထိုင်အောင်လဲ ကြုံရတယ်ဆိုတော့ဒီတဘာဝဘေးအန္တရာယ်ကိုပြန်လည်ထူထောင်နိုင်ရအတွက်စိန်ခေါ်မှုတွေလည်းအများကြီးရှိနေရပေါ့နော်အဲဒီအတွက်ကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်းချင်းနေနဲ့ဘလိုကင်တွေဖြစ်ရှင်းတင်တယ်လို့ဟိုထင်ပါလဲခင်ဗျာဟုတ်ဒါဟာကြီးမားတဲ့တဘာဝဘေးကြီးတစ်ခုဖြစ်တယ်ပေါ့နော်ဒီလောက်ကြီးမားတာကတော့မြန်မာနိုင်ငံမှာအဖြစ်ခဲတဲ့ကိစ္စဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကြီးမားတဲ့ဘေးအန္တရာယ်ကြီးကိုရင်ဆိုင်ရပြီးတဲ့ပြည်သူတွေပြန်လည်ထူထောင်မှုဆိုတာလေကြီးမားတဲ့လုပ်ငန်းကြီးတရားဖြစ်တယ် သူကပြန်လဲထူထောင်ရေးဆိုတာအခုလုပ်လို့အခုရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကဒီသဘောဘေးနဲ့ပတ်သက်အစစ်စစ်ဆောင်ရွက်ရတာရှိတယ်အခုကအရေးပေါ်လုပ်ငန်းတွေကယ်ဆယ်ကူညီရေးတွေလှုပ်ဆောင်ရတယ်နောက်ပြီးတော့မှတဖြည်းဖြည်းနဲ့တဆင့်ပြီးတဆင့်ပြန်လဲထူထောင်ရေးတွေလုပ်ကြမှာဖြစ်တဲ့အတွက်ကြောင့် ဒီလူသားအရေးအမြင့်နဲ့အတူတူအခြားအရေးကြီးတဲ့အချက်တွေကတော့ကျွန်တော်တို့ဒီနီးပညာဆိုင်ရာပေါ့အတတ်ပညာရှင်အသိပညာရှင်တွေရဲ့ကဏ္ဍအရေးကြီးတယ်အထူးသဖြင့်နီးပညာဆိုင်ရာအတတ်ပညာရှင်တွေရဲ့ကဏ္ဍအရေးကြီးသူငွေကြေးပါဝင်ထောက်ပံ့မှုပေါ့နော် ပြည်သူကပြည်သူကိုကူညီနေတယ်အဲ့လိုပဲနိုင်ငံတကာရဲ့အကူအညီတွေအများကြီးရောက်ရှိလာဖို့လိုတယ်ဒါတွေကိုလည်းကျွန်တော်ကြကြနန်းနာစီမံခန့်ခွဲဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးစီမံခန့်ခွဲရမှာဖြစ်တဲ့အတွက်ကြောင့်လက်ရှိလောလောဆယ်ဆယ်လူသားရင်းမြစ်နေပါတဲ့ကိစ္စတစ်ခုတည်းက ဒီမဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေကိုရောက်ရှိမသွားစေဘူးပေါ့တိုးတော့လေကျွန်တော်တို့ရဲ့လူသားအရင်းမြစ်ကတော့အရန်ရေးကြည့်ပါတယ်တိုးတော့ခုနပြောသလိုပဲအစိမ့်မင်းတဆင်လှုပ်ဆောင်သွားမှာမလို့ကျွန်တော်တို့ကျွန်တော်အနေနဲ့တော့ဒီအသိပညာရှင်တွေတက်ပညာရှင်တွေနဲ့လုပ်ငန်းစီမံချက်တွေကိုစနစ်တကျရေးဆွဲပြီးတော့နော်တကယ်ကိုပဲနိုင်ငံတကာကထိထိရောက်ရောက်နဲ့တကယ်ရောက်ရှိအောင်အကူအညီတွေပေးနိုင်မယ်ဆိုလို့ရှိရင်တော့ပြန်လည်ထူထောင်ရေးရလဲအဆင်ပြေပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် ုတ်ကဲ့ပါဝန်ကြီးခင်ဗျာအခုဆိုရင်ဒီ NUG ကငလင်ဘေးအတွက်အရေးပေါ်ရမုံငွေကောက်ခံနေရအောင်လဲတွေ့ရတယ်ဆိုတော့လေဒီငွေတွေကဘယ်လိုမျိုးအသုံးပြုသားဖို့ရှိမလဲဆိုတာလည်းသိချင်ပါတယ်ခင်ဗျာအဲ့တော့ဒီပိုင်းနဲ့ပတ်သက်ရင်တော့နှစ်ခုပေါ့နော်တစ်ခုကတော့အခုကျွန်တော်ကပြောတယ်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဆောင်ရွက်မှာရှိတယ်နောက်ပြီးတော့ထိကြိုက်ဒဏ်ရာရတဲ့လူတွေကိုစေကူအောင်မှာရှိတယ်နောက်ပြီးတော့ခုနအိုးရင်ဆွန့်ခွာရတဲ့လူတွေမှာယာယီအနေအညာကြီးအမိုးကာတွေပေးပေးဖို့လိုတယ် ်နောက်တစ်ခါစားနပ်ရိက္ခာတွေထောက်ပံ့မှုလူတွေပေါ့ဒါတွေကအဓိကကျွန်တော်တို့ဆောင်ရွက်မဲ့ကိစ္စတွေဖြစ်တယ်နော်အဲ့လိုအဓိကကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာအဓိကအရေးကြီးတာကပြည်သူရှိရကျွန်တော်တို့အချက်လက်တွေရရှိဖို့လူတွေပေါ့နော်ပြည်သူရှိရအချက်လက်တွေရရှိဖို့ဆိုတာကိုကျွန်တော်တို့ဆောင်ရွက်နေတယ်ဒီအချက်လက်တွေရရှိပြီးရင်ဒါနဲ့ပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့ကဒီငွေကြေးတွေကိုစနစ်တကျဖိတ်အစင်မရှိအောင်ကျွန်တော်သုံးဆွဲသွားမှာဖြစ်တယ်အဲ့လိုသုံးဆွဲတဲ့အခါမှာလဲကျွန်တော်ပြည်သူအတွင်းမှာဆောင်ရွက်နေကြတဲ့ လူပြည်သူနဲ့အတူတူအနီးကပ်ဆုံးမှာဆောင်ရွက်နေကြတဲ့မြေပြင်မှာရှိတဲ့ဒါဒီလူသားဆန္ဒအကူအညီဆန်ရာတာဝန်ရှိတဲ့ပုံကိုယ်တွေပေါ့နော် humanity နဲ့ actors တွေပေါ့ဒါတွေက CPOCS တွေဖြစ်တယ်လူမှုအဖွဲ့အစည်းတွေရှိတယ်အဲ့တော့မြေပြင်နဲ့မြေပြင်မှာပြည်သူနဲ့တသားနဲ့ရှိတဲ့ဘယ်အဖွဲ့အစည်းနဲ့မဆိုကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကအလှူရှင်ရဲ့အလိုကျဆိုတာရှိ ဲ့တော့လှူထားတဲ့အလှကိုပေးတဲ့ပုဂ္ဂိုလ်ကဒီငွေကြေးထောက်ပံ့မှုတွေကိုသူတို့ဘယ်နေရာကိုရောက်စေချင်လဲဆိုတာရှိတယ်။တကယ့်ကတော့ထိထိရောက်ရောက်ရောက်စေချင်တာဖြစ်တယ်။အဲ့ထိထိရောက်ရောက်ရောက်စေချင်တဲ့နေရာကိုရောက်ရှိအောင်ခုနကျွန်တော်ပြောတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုကျွန်တော်တို့ဖြေရှင်းပြီးတော့ကျွန်တော်တို့ကူညီပေးသွားမယ်။ရောက်ရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးသွားမယ်။နောက်တစ်ခုကလည်းသူတို့ရောက်ရှိနိုင်တဲ့နေရာတွေကလူတွေရဲ့လူအပ်ချက်တွေကိုကျွန်တော်တို့ကောက်ယူပေးမယ် ဒီလိုအပ်ချက်တဲ့အချက်လက်တွေရရှိပြီးတော့အလှူရှင်တွေသိအောင်ကျွန်တော်ပြောပြမယ်အဲ့ဒီပုံမှန်မူတည်ပြီးတော့လိုအပ်ချက်နဲ့လူထောက်ပံ့နာနဲ့တသားတည်းဖြစ်အောင်ကျွန်တော်ဒါတွေကိုကျွန်တော်ဆောင်ရွက်ပါမယ်လို့ဒါကျွန်တော်တို့အဓိကအားဖြင့်ဘယ်လိုသုံးစွဲမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ရှင်းပြတာဖြစ်ပါဟုတ်ကဲ့ပါဝင်ကြီးခင်ဗျာအခုလိုမျိုးအချိန်ပေးပြီးတော့ပြည့်ပြည့်စုံစုံဖြေချပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်အမြဲတမ်းအရေးကြီးတဲ့ခန္ဓာပေါ့နော်ဒီလိုမျိုးကြီးမားတဲ့သဘောဘေးကြောက်ပြီးတဲ့အခါမှာ ပြည်သူလူထုကိုကျွန်တော်ကုညီကာကွယ်ဖို့ဆိုတာပြည်သူအစိုးရရဲ့တာဝန်ဖြစ်တယ်လူသားအလုံးရဲ့တာဝန်လည်းဖြစ်တယ်ဒါကြောင့်နိုင်ငံတကာရဲ့အဲဒီကားလေလူသားဆန်ဆန်စဉ်းစားမယ်ဆိုရင်တာကပါတာဝန်ရှိတယ်ပေါ့နော်ကမ္ဘာလူသားတွေဒုက္ခရောက်တာရောကမ္ဘာနဲ့ကမ္ဘာကြီးကနေလို့ကုညီဖို့တာဝန်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒါဒီအကုန်လုံးကိုအားလို့ညီညွတ်ညွတ်နဲ့ကျွန်တော်ဝိုင်းဝန်းဆောင်ရွက်သွားကြပါမယ်ကျွန်တော်အကောင်းဆုံးဖြစ်အောင်လူသားချင်းစာနာရင်းဆိုင်ရာကမ္ဘာနဲ့ပတ်သက်တဲ့ပေါ့နော်ဒီကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာအကူအညီဆိုင်ရာလှုပ်ထုတ်လုပ်ကြည့်နေတဲ့အညီကျွန်တော် ဆောင်ရွက်သွားပါမယ်လို့ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဒါကတော့ NUG လူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးရန်ရဲ့ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေကို TVB ရဲ့စတူဒီယိုကနေဓာတ်ရိုက်မြင်းမြန်တင်ဆက်ပေးခဲ့တာပါ။